အစာအိမ်အောင်တက်တဲ့သူတွေမလုံရမဲ့အချက်၅ချက်ကိုဒေါက်တာဒီနေ့ပြပြပေးသွားပါမယ်။နံပါတ်၁အချက်အစာအိမ်သမားတွေအစာအိမ်အောင်တက်တဲ့သူတွေကအပူအဆက်တွေတော့စားလို့မရပါဘူး။အပူဆက်တွေကစားလို့ပဲကောင်းတာပါ။ခန္ဓာကိုယ်အတွက်ဘာအကျိုးမှမရှိပါဘူး။ဒုတိယတစ်ချက်တောက်စီယာတွေပေါ့နော်တောက်စီယာတွေထဲမှာဆိုရင်ကော်ဖီရယ်လက်ဖက်ရည်ရယ်ဂတ်စပါရယ်ချိုရည်ရယ်အရက်ရယ်ဒါတွေကအစာအိမ်အတွက်လုံးဝကောင်းကျိုးမပြုပါဘူးရှောင်ရှားရပါမယ်နော်နံပါတ်3ချက်ကအစာစားစိမ်မှန်ရမယ် အဆိုင်သမားတယောက်ဟာအစာအိုဖြစ်တယ်လို့ကြုံတဲ့အချိန်စားနေလို့မရပါဘူးအစာစားချိန်မှန်ရပါမယ်မနက်စာနေ့လယ်စာညစာသေးစာဂရုစိုက်ပြီးတော့စားပြရပါမယ်နံပါတ်၄ချက်အကြိုက်ခဲပြောက်စည်းတွေကိုဆီယာဝင်ရဲ့ညွှန်ကြားမှုမပါဘဲနဲ့ရေရှည်သုံးဆွဲနေရမျိုးတွေလုံးဝမလုပ်ရပါဘူးအခက်မသိရင်အစာအိမ်ရောင်တဲ့အပြင်အစာအိမ်သွေးကြောပေါက်တဲ့အထိပါဇူဝနိုင်ပါတယ် ။နောက်ဆုံးနံပါတ်5ချက်ကတော့အစာအိမ်သမားတွေကစိတ်ပြစီမှုများနေလို့မဖြစ်ပါဘူး။စိတ်ပြစီမှုများတဲ့အခါမှာအစာအိမ်ရပို့ပြီးရောအောင်လာမှာပါ။အဲ့တော့ဒီ5ချက်ကိုသာရှောင်ရှားနိုင်မယ်ဆိုရင်အစာအိမ်အောင်ခြင်းကိုကင်းဝေးမှာဖြစ်ပါတယ်။